ရန်ကုန်သို့ CNBN ထဲချုပ်လုပ်ငန်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ CNB ရဝိထေချုပ်လုပ်ငန်းတစ်ခုရန်ကုန်တိုင်းသို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ်ဝင်ရောက်ခွင့်ပြုပေးခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီကသိရပါတယ် အဆိုပါဆက်မှုခန်းနာတစ်ခုဖြစ်တဲ့ CMB စနစ်နဲ့ဝိထေချုပ်လုပ်ငန်းအတွက်လှုပ်ဆောင်မှာဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ YRIC ရဲ့မေလ28ရက်နေ့အစည်းအဝေးကဖွင့်ပြပေးခဲ့တာဖြစ်ပါတယ် ရှင်းလုပ်ငန်းအတွက်ရှင်းနီးမြုံနှံမှုပမာဏအမေရိကန်ဒေါ်လာ3.66တန်ပမာဏရှိတယ်လို့ဆိုပါတယ်။ဒါအပြင်မိုးတဲဝင်းဆောင်မှုလုပ်ငန်းနဲ့ဟိုတယ်ဝင်းဆောင်မှုလုပ်ငန်းတွေမှာငွေကျပ်6.63ဘီလီယံရှင်းနီးမြုံနှံဆောင်ရွက်မဲ့နိုင်ငံသားရှင်းနီးမြုံနှံမှုလုပ်ငန်းနှစ်ခုကိုလည်းအတိပြုလောက်ကင်ခွင့်ပေးခဲ့ပါသေးတယ်။ အစိုးရခွင့်ပြုလိုက်တဲ့ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၃ခုကနေပြည်တွင်းအလောက်အကအခွင့်လန်း1220နေရာအတွက်ဖန်တီးပေးနိုင်မယ်လို့ဆိုပါတယ်။ဒါအပြင်ပြည်တွင်းဝန်ထမ်း2500ထပ်မံတိုးမြင့်ခံထားမဲ့ကုမ္ပဏီတစ်ခုအပါအဝင်အထွေထွေကိစ္စရပ်တွေတင်ပြလာတဲ့ကုမ္ပဏီ14ခုရဲ့တင်ပြချက်တွေကိုလည်းဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ဧပြီလမှဒေါ်လာ1သမ85လေးတန်းပမာဏရှိတဲ့ FDI လုပ်ငန်းနှစ်ခုနဲ့မေလအတွင်းမှာအမေရိကန်ဒေါ်လာ35သမ008တန်းပမာဏရှိတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၃ခုခွင့်ပြုပေးထားပြီဖြစ်တယ်လို့သိရပါတယ်ရှင်။